တန်ကိုရီးယားနိုင်ငံချွန်နမ်မြို့အီလန်ထဲဆက်ယုံနေမနေ့ကနိုဝင်ဘာ15ရက်နေ့ကမိလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။၎င်းမိလောင်မှုကအီလန်ထဲဆက်ယုံ၏ဆက်ယုံအလဲပိုင်းမှာဆီလောင်မှုကြီးစတင်ဖြစ်ပွားခဲ့တာပါ။၎င်းမိလောင်မှုကြီးကိုနှိမ်သက်ရန်တောင်းဝင်ရှိသူတွေကရဟိုင်စစ်တစည်းနှင့်မိသက်ဝန်ထမ်းပေါင်း430လောက်လွှတ်ထားတယ်လို့သိရပါတယ်။၎င်းဆက်ယုံမှာအလုံနေတဲ့ဝန်ထမ်းတွေကိုဘေးလျာသို့ပြောင်းရွှေ့ပေးထားပြီးအချို့ကတော့မိကိုအလုံနေကြောင်းအသက်ရှူကြက်ချင်းအစားရှိတဲ့ထိခိုက်မှုတွေဖြစ်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ ၎င်းမိကိုညှိနှံရန်အရေးပေါ်ကူညီမှုများလှုပ်ဆောင်ခဲ့ကြတော့လေစီမလာတဲ့မိကိုမိလုံးကြီးကအနီးနားမှာရှိတဲ့အဆောက်အုံတွေပေါ်မှာအကျိုးတရားမှုရှိခဲ့ပါတယ်။တန်ကိုရီးယားဆိုတာကတော့၎င်းအထက်ဆက်ရုံမိလောင်ကျွမ်းမှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းကိုစောင့်ဆစ်ဆဲနေစေဖြစ်ပါတယ်။ထို့ပြင်တာဝန်ရှိသူတွေကဒီလိုမိလောင်ကျွမ်းမှုကြီးဖြစ်ပေါ်ခဲ့တာကဆက်ရုံမှာရှိတဲ့လုံခြုံရေးစနစ်တွေအနှဲမှုကြောင့်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။နောက်နောက်ကမှလည်းဒီလိုအဖြစ်မျိုးတွေမဖြစ်ပေါ်အောင်ကြိုးတင်ပြင်ဆင်ရှောင်ရှားကြစေရန်အရေးပေါ်ထုတ်ပြန်ချက်များထုတ်ပြန်ထားပါတယ်။ ဒါအပြင်မိလောင်ချမ်းမှုဖြစ်ပေါ်ရနိုင်အလုံသမားတွေရဲ့အသက်လုံခြုံရေးစနစ်ပုံမှုအရေးကြီးကြောင်းကိုလည်းတတိပြေပြောဆိုထားပါတယ်။ဒါကတော့နိုဝင်ဘာ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့တန်ဂိုရီးယားနိုင်ငံချွန်းနမ်းမြို့မှာရှိတဲ့အထည်ဆက်ရုံတစ်ခုမိလောင်ချမ်းမှုအကြောင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံအယုဒ္ဓါပြည်နယ်တွင်ရေကြီးမှုပြင်းထန်ပြီးကျေးရွာများရင်းနှီးမြုပ်နေပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့အယုဒ္ဓါပြည်နယ်ရဲ့လက်ရှိအခြေအနေများပဲဖြစ်ပါတယ်။ ကျောက်ပြားမြင့်ရေကျော်လွန်မှုကြောင့်အယုဒ္ဓပြည်နယ်အတွင်းမှာရှိတဲ့ကျေးရွာများရေကြီးမှုဒဏ်ကိုအတော်ကြာဆက်လက်ခံစားနေကြရပါတယ်။၎င်းကျေးရွာအများပြားတွင်ရေအနက်2မီတာ3မီတာလောက်ထိရေများမြင့်တက်နေပြီးနေအများဤဒုတိယထက်များထိရေနှင်းမြို့မှုဒဏ်ကိုခံစားနေကြရပါတယ်။မြို့ဝန်းဒေသတွေမှာရှိတဲ့အင်ဂျင်မြောက်များစွာလည်း၎င်းရေကြီးမှုဒဏ်ကိုခံစားခဲ့ကြရပြီးပြည်သူများစွာမိမိတို့နေအိမ်မှထွက်ခွာ၍ရေကင်းလွတ်ရယာယီခိုလုံရနေရာများသို့ပြောင်းရွှေ့နေထိုင်ကြရပါတယ်။ ၎င်းရေကြီးမှုကြောင့်ကျေးရွာအတွင်းလေမြားဖြစ်တာသွားလာနေကြရပါတယ်။ဟုတ်ပြန်ပန်းကောင်းမျိုးရှိကြောင့်ဖျားမြင့်တွင်လည်းရေမြင့်တက်မှုနှုံမြန်ဆန်ပြီးပြည်များထိန်လန့်နေကြရပါတယ်။ထို့ပြင်ထက်နိုင်ငံရှိအဓိကဆယ်ကြီးမှာလည်းရေမြားပြည့်စုံလျက်ရှိကရေလွဲများဖြင့်ရေလွတ်ရေကောင်းနီးနားမှာရှိတဲ့ကျေးရွာတွေလည်းရေကြီးမှုတန်ကိုခန်းဆားနေကြရပါတယ်။နောက်ပြီးတော့ကျေးရွာတွင်သွားလာရင်လေမြားကိုအသုံးပြုနေရတော့လေမြင့်ရင်စီးမှုပြင်းထန်တာကြောင့်အန္တရာယ်တွေပေးချက်တွေကိုလည်းထုတ်ပြန်ထားပါသေးတယ်။ဒါကတော့ထက်နိုင်ငံအတွင်းယခုရပ်ပိုင်းရေကြီးမှုအခြေအနေများပဲဖြစ်ပါတယ်။